အဖက်စေမယ်ဆိုရင်ကိုစေ့ကျင်တဲ့ကာလာလေးကိုအရင်ရွေးမယ်ကြိုက်တယ်ဆိုရင် favorite ကိုဖိမယ် favorite နဲ့ဥမာကိုဘာမှစိတ်ကျင်တယ်0မှာပဲစိတ်မစင် favorite ကိုဖိမယ်ဒီကောင်ဖိလိုက်ဒါဆိုရင်ဒီမှာ favorite register 0ရသွားပြီဒါလေးကြိုက်တယ်ဆိုရင် favorite နဲ့ဒီကောင်နဲ့တွဲနှိပ်လိုက်မယ် ဒါဆိုကိုကြိုက်တဲ့ organ စေပြီးပါရေး string ကျွန်တော် string လေးကြိုက်တယ်ဆိုရင် favorite နဲ့ string နဲ့နေမယ်ဒါလေးကောင်းတယ်ဒါလေး favorite နဲ့ bass နဲ့ပဲစေတာလားပြီးွားရင် ဒါလေးကိုကျွန်တော်ဂီတာနေရာမှာဆေးလိုက်မယ် favorite နဲ့ number 4နဲ့တွဲနေလိုက်မယ်စေးပြီးသွားပြီကိုဆေးထားတဲ့ဟာတွေကိုပုံမှန်တိုင်းဆိုရင်တော့ဒါသူ category လေးပဲပေါ့မယ် favorite clock လေးကို on ထားလိုက်မယ်ဆိုရင်ခုနကကျွန်တော်စေ့တဲ့အတန်ထွက်လာတယ်။ဒီမှာ guitar ညာမှာ number 4ကိုနှိပ်လိုက်ရင်ကျွန်တော်စေ့ထားတဲ့ saxophone ထွက်လာတယ်။1မှာဆိုရင်ကျွန်တော်စေ့ထားတဲ့ state ground ဒီမှာဆိုရင် string ဆိုရင်လည်းခုန juno string ဖြစ်တယ်။ brex guitar ညာမှာ auto sax အဲ့တော့ကိုစေ့ကျင်တဲ့ကာလာကိုရွေးရွေးပြီးတာနဲ့ favorite နဲ့ကိုစေ့ကျင်တဲ့နေရာနဲ့တွဲနှိပ်လိုက်အဲ့ဆိုရင်ကိုစေ့ထားတဲ့ကာလာတွေကဒီထဲရောက်နေမယ်ပုံမှန်တိုင်းဆိုရင်တော့သူက category ပဲသွားမယ် favorite club ကို on ထားရတာနဲ့ကိုစေ့ထားတဲ့အတန်တွေဖြစ်သွားမယ်ဒီမှာ၃ညနေကိုဒီ၁၀တန်ကိုကြိုက်တဲ့၁၀တန်ကိုစေ့ထားလို့ရတယ်ဒီနေနဲ့အလွယ်တကူခေါ်လို့ရတယ်